လွန်ခဲ့တဲ့နှစ်ပေါင်း30ကျော်လောက်ကဖြစ်ပါတယ်အထက်ညဒေတာမြုပ်ကလေးတစ်မြုပ်မှာအသားကမဲပြီးအရက်ကကင်တူတူပါးစပ်ကပြပြအမြဲတမ်းကဒုံစရောက်ထားတတ်တဲ့ညို့ဝေဆိုတဲ့ကျွန်ုပ်နဲ့အိမ်ကြီးချင်းတန်ငယ်ချင်းတယောက်ရှိခဲ့ပါတယ်သူကလူထုလူစံတရားလို့ကျွန်ုပ်အနေနဲ့မပြောရဲပေမဲ့လည်းသူ့မှာအများနဲ့မတူညီတဲ့အကျဉ်းစရိုက်တွေရှိနေတဲ့အတွက်ကြောင့်ထူးခြားတဲ့လူလို့ပဲဆိုရပါလိမ့်မယ်သူကအများအတွက်အလုတ်လုတ်ပြီးပြီမဲ့လဲလောက်အခငွေကိုနဲသည်များသည်ဆိုပြီးတော့သဘောမထားပဲပေးလဲယူမပေးလဲမယူဆိုတဲ့လူမျိုးဖြစ်ပါတယ် ညဝေလောအားခတော့ထိုင်းသိန်းသလိုတောင်းလီကွာလို့ကျွန်တော်ကပြောလီတိုင်းလောအားခငွေအစားမေတ္တာရတယ်လီကွာလို့ပြောတတ်ပါတယ်ညဝေမိဘတွေကလည်းညဝေကိုဝန်စရှိကတဲ့ကစီးပွားရေးတက်လာတယ်လို့ယူဆကြတဲ့အတွက်ကြောင့်အလိုလိုက်ပြီးအကြိုက်ဆောင်တတ်ပါတယ်လောအားခငွေတွေကိုလည်းအိမ်ပြန်ယူလာခြင်းမရှိဘဲအကုန်ပဲပေးကမ်းစွန့်ကြဲပစ်တတ်ပါတယ်ညဝေကိုခင်မင်တဲ့သူလူကြီးတူမတွေကညဝေမင်းလောက်ရက်ကဘာလောက်ရက်လဲကွာလို့မေးတဲ့ခါတိုင်း ဝိဇ္ဇာတို့ရဲ့လောက်ရဲ့လို့ပြန်ဖြေတတ်ပါတယ်ဘလို့ကောင်မျိုးလဲဟလို့ပြောတိုင်းလဲဝိဇ္ဇာလို့ကောင်မျိုးလို့ဘူးကြကြပြန်ဖြေတတ်ပါတယ်ညှို့ဝေအရွယ်ရောက်လာတဲ့နောက်ပိုင်းဟာနေရအတီရကြနေထိုင်တာလည်းမရှိဘဲနဲ့တွေးသည်မလဖက်ရည်ဆိုင်ဓမင်းဆိုင်ခောက်ဆွဲဆိုင်နဲ့အသုတ်ဆိုင်တွေအစုံစပွဲတို့အကူလောက်ကင်ပေးပြီးရသည်မလောက်အားခငွေတွေကိုငယ်စဉ်တုန်းကလိုပဲပေးကမ်းစွန့်ကြဲပြစ်ပါတယ်ညှို့ဝေကိုဘလို့လူစားလဲလို့ကျွန်ုပ်အနေနဲ့ဝေဖန်ပိုင်းချဖို့မဝတ်မရေပြီမလဲ့ သူ့ရဲ့ကျင်းစဉ်တပိုင်းတစ၄ကိုရရှိခဲ့တဲ့အတွက်ကြောင့်မိတ်ဆွေများအကျိုးရှိစေဖို့အတွက်မျှဝေတင်ဆက်ပေးခြင်းသာဖြစ်ပါတယ်။ကျွန်ုပ်ကကျင်းစဉ်ကိုကူးယူခဲ့ပြီးမင်းကျင်းစဉ်ကလည်းလွယ်သားပဲလို့ညှို့ဝေကိုမေးလိုက်မိပါတယ်။လွယ်တာကိုလူတိုင်းလှုပ်လို့လားလို့ကျွန်ုပ်ကမေးကွန်းပြန်မေးခံလိုက်ရပါတယ်။လူတိုင်းနေ့စဉ်လုံနေကြပဲလို့ကျွန်ုပ်ကထပ်ပြီးတော့ကွန်လိုက်ပြန်တဲ့အခါမှာလုံနေကြပြီမဲ့ရင်ထဲအသေးသေးကလိုက်လိုက်လေလေလှုပ်လို့လားဆိုပြီးတော့ထပ်မှန်ပြီးတော့အမေးခံလိုက်ရပြန်ပါတယ်။ ဒါကတော့မသိဘူးလေကွာလို့ကျွန်ုပ်ကပြန်ပြောလိုက်ပြန်တဲ့အခါမှာလူတိုင်းမသိနိုင်တာဝိဇာတို့ရဲ့လောက်ရပဲလို့ပြန်ဖြေခဲ့ပါတယ်။မင်းချင်းစင်ကိုတပြီလုံးပြန်နှံ့သွားအောင် ရေးပြီးတော့ဖော်ပြပေးလိုက်မယ်နော်လို့ကျွန်ုပ်ကမေးလိုက်တဲ့အခါမှာကောင်းတာပေါ့ကွာဝိဇာတို့ရဲ့ချင်းစင်တပြီလုံးမကတကဘာလုံးပြန်နှံ့သွားလိကောင်းလိပဲလို့ခွင့်ပြုခဲ့တဲ့အတွက်ကြောင့်ရိုးပေမဲ့စမ်းတယ်ဆိုတဲ့ခေါင်းစဉ်နဲ့မျှဝေဖော်ပြပေးလိုက်ပါတယ်။ဘယ်အချိန်ကာလကစတင်ခဲ့တယ်လို့မသိရှိရတဲ့အထက်ညာဒေသမှာရှိတဲ့မြို့တွေရဲ့ထုံးစံအတိုင်း ကျွန်တော်တို့မြို့ကလေးကလည်း9ရက်မှတစ်စီကျင်းပခဲ့ပါတယ်။ပတ်ဝန်းကျင်ကြေးရွာတွေရဲ့ဒေသထွက်ကုန်ပဲမျိုးစုံငရုတ်ချောက်ခရမ်းကျင်သီးတွေကိုနွားလဲမြင်းလဲတွေအပြင်ခေါင်းရွက်နဲ့တသွဲတဘိုးနဲ့တဖုံလာရောက်ရောင်းချကြတာကကြက်ပြံမကြစီကားလာပါတယ်။အဲ့ဒီဈေးတွေတွေကိုညို့ဝေကကူညီပြီးတော့နေရာချပေးခြင်းငရုတ်အိတ်တွေကိုလဲပေါ်ကနေပွဲယုံထဲအရောက်ကူတဲ့ပေးခြင်းကိုစိတ်ပါလက်ပါကူညီပြီးလောက်ကန်ပေးတတ်ပါတယ်။အဖိုးအခဆိုပြီးတမူးတစ်ချက်လောက်ပေးရင်လဲယူ မပေးရင်လည်းသူ့ရဲ့နှုတ်ခမ်းထူပါဇက်ပြဲကြီးနဲ့ရည်ပြပြီးကျေနပ်နေတဲ့သူကတော့ညှို့ဝေပဲဖြစ်ပါတယ်။အဲ့ဒီချိန်တုန်းကဇီးတဲ့အတိုင်းလူလူခိုင်းစီဖို့အတွက်အလုတ်ပေါ်တိုင်းပေးသမျှနဲ့ကျေနပ်တဲ့ညှို့ဝေကိုမျောကြစမြဲဖြစ်ပါတယ်။မျောတာမျော၁၀နိုင်နောက်ပိုင်းမှာပေါ်မလာတာကတော့ညှို့ဝေပဲဖြစ်ပါတယ်။သူ့ရဲ့လှုပ်အားခါငွေအကုံကိုကလေးလူကြီးနဲ့စွန်းခံကိုတော်တွေပါမကြံပေးကန်စွန့်ကျဲလူတန်းပါတော့တယ်။အဲ့ဒီခါတုန်းကကျွန်တော်တို့မြို့မှာညှို့ဝေလောင်းလူတဲ့ခဲပွဲဘောစဉ် ခဲတံစာအုပ်အလူခံမရဘူးတဲ့ယဟန်တန်ဃာတိလရှင်ဆိုပြီးတော့မရှိသလောက်ပဲဖြစ်ပါတယ်လွန်ခဲ့တဲ့အနည်း20နီးပါးလောက်ကဖြစ်ပါတယ်ကျွန်တော်တို့မျိုးကနေညို့ဝေထွက်သွားပြီးတော့ခြေရအောင်ခံလို့မရတော့ပါဘူးညို့ဝေရဲ့အကူအကြီးဆုံးနဲ့သူ့ရဲ့အထက်ဦးစင်တယောက် ဖြစ်တဲ့ဦးကေတလာတို့ကတော့ညို့ဝေတဲ့ရင်ကြားမိတဲ့မျိုးရွာအသီးသီးမှရှိတယ်လပည့်ရည်ဆိုင်ထမင်းဆိုင်နဲ့ခောက်ဆွဲဆိုင်တွေပါမှမကြံစုံစမ်းကြပါတယ်စိုင်းပန့်ရှင်ဗမာတရုတ်ကလာတို့က ညို့ဝေမိမိတို့ဆိုင်မှာဇပွဲတို့အကူလာရောက်လောက်ကင်နေတာကမှန်ကြောင်းနဲ့ဘယ်အချိန်ကထွက်သွားမှမသိကြောင်းလူကောင်းတယောက်ဖြစ်ကြောင်းသူရောက်လာမှဈေးရောက်လို့ကောင်းလာကြောင်းတိတာစွာနဲ့စီးပွားတက်လာကြောင်းသူလောက်အခါတွေကိုလည်းစူးတယ်လို့မရှိအကုန်လူပြစ်ပေးပြစ်တဲ့အကြောင်းဒသန်လဲထွက်လာကြပါတယ်2016ခုနှစ်မေလကုန်ကဖြစ်ပါတယ်ကျွန်တော်မျိုးကလေးမှာလေပြင်းတွေတိုက်ခတ်မှုကြောင့်အိမ်အမိုးများလန်ကျခြင်းအိမ်ကြီးအိမ်ကောင်းတွေတောင်ရိုင်နဲ့ကုန်ခြင်း လဲပြူခြင်းတွေဖြစ်ကြတဲ့အတွက်ကြောင့်ကျွန်ုပ်လည်းမိဘပိုင်အိမ်အမိုးသူ့အချက်20လံကုန်တဲ့အတွက်ကြောင့်အပြေးတစ်ပိုင်းသွားရောက်ခဲ့ရပါတယ်။နေရက်နဲ့အပြေးအိမ်အမိုးတွေပြန်မိုးပြီးချိန်မှာမြို့ဝေတို့ပိုင်တဲ့အိမ်ရှိကိုကားတစ်စီးထိုးဆိုင်လာပါတယ်။ဦးစင်းတစ်ပါးနဲ့လူတဦးကားပေါ်ကဆင်းလာပါတယ်။ကျွန်ုပ်သေချာကြည့်လိုက်တော့မြို့ဝေရဲ့အကူဦးစင်းနဲ့ရခိုင်အတိုင်းပဲမပြောင်းလဲတဲ့ကဒုံးစတောင်းနဲ့မြို့ဝေတို့ပဲဖြစ်ပါတယ်။ကျွန်ုပ်ကဝမ်းသာအားရနဲ့မတွေ့ရတာကြာပြီဖြစ်တဲ့တငယ်ချင်းမြို့ဝေကိုလက်ပြနှုတ်ဆက်လိုက်ပါတယ်။ မျိုးဝေတို့ပိုင်တဲ့မိဘတွေအိမ်မှာလဲသူ့အမိုးတွေလန်ကျနေုံသာမကဒိုင်းနေတောင်ပြုတ်ထွက်ကုန်လို့မျိုးဝေတို့မိသားစုကလည်းဗျာများနေပါတယ်။ဦးစင်အတွက်စွန်ကိစ္စခက်ခဲနေမှာကိုသိနေတဲ့အတွက်ကြောင့်ကျွန်ုပ်နဲ့နမဖြစ်သူတို့ကဦးစင်အတွက်နေစွန်ကပ်ဖို့သွားရောက်ရှောက်ထားတဲ့အခါမှာစွန်လက်ခံခဲ့ပြီမဲ့လဲမျိုးဝေကအလုံများနေလို့မလာနိုင်ကြောင်းနဲ့ဂျေစုတင်ကြောင်းသာပြောလိုက်ပါတယ်။ဦးစင်ကိုနေစွန်ကပ်ပြီးမျိုးဝေအကြောင်းကိုမေးမြန်းရှောက်ထားကြည့်တဲ့အခါမှာဦးစင်ကဒီလိုရှေလျားစွာမိကြခဲ့ပါတော့တယ် လွန်ခဲ့တဲ့10နှစ်လောက်ကညို့ဝေဦးစင်းចောင်းကိုရောက်လာပြီးကျင့်စဉ်တစ်ခုပေးသွားပြီးတော့ဦးစင်းကိုကျင့်ခိုင်းပါတယ်။သူကိုယ်တိုင်လည်းကျင့်ပြီးចောင်းကိုရောက်လာတဲ့သူတိုင်းကိုလည်းကျင့်ခိုင်းမှုမှာသွားခဲ့ပါတယ်။သူကိုယ်တိုင်ကတော့ငယ်စဉ်ကအတိုင်းရှိသမျှလက်ဖက်ရည်ဆိုင်၊ဓမင်းဆိုင်၊ခောက်ဆွဲဆိုင်တွေမှာစပွဲတို့အကူအဖြစ်လက်လှယ်ပြီးလောက်ကင်ခဲ့ပြီးကျွေးသမျှစားရသမျှကိုပေးလူဖြစ်ပါတယ်။ညို့ဝေဝင်ရောက်လောက်ကင်တဲ့ဆိုင်မှန်သမျှဟာသူရောက်တဲ့နေ့ကစပြီးတိသာစွာနဲ့ဈေးရောင်းကောင်းခဲ့ပြီးစီးပွားတက်လာပါတယ်။ ဆိုင်ပိုင်ရှင်တွေကလည်းအစမှရိတ်စားမိခြင်းမရှိပေမဲ့လည်းကြာလာတော့တတိထားမိလာကြပါတယ်။မျိုးဝေကလည်းဆိုင်တိုင်ဆိုင်မှာနစ်ကြတဲ့အထိမနေပဲ၃လကနေအများဆုံး၆လသာလောက်ကင်ပေးပြီးတဆိုင်ပြီးတဆိုင်တစ်မျိုးပြီးတစ်မျိုးလဲလှယ်ပြီးလောက်ကင်ခဲ့ပါတယ်။မျိုးဝေကိုလိပ်စာတောင်းရင်လည်းသူ့အကိုဦးစင်းရဲ့အကြောင်းလိပ်စာသာပေးမြဲဖြစ်ပါတယ်။မျိုးဝေကိုအကြောင်းပြုပြီးတော့စီးပွားတီးတာစွာတိုးတက်လာတဲ့မျိုးဝေကူညီလောက်ကင်ခဲ့မှုတဲ့ဆိုင်ပိုင်ရှင်တွေဟာ ်ဦးစင်းရဲ့ကြောင်းလိပ်စာအတိုင်းလိုက်လာကြပြီးညို့ဝေကိုစုံစမ်းလေးလာကြပါတော့တယ်ညို့ဝေကိုစုံစမ်းမရတဲ့အစုံဦးစင်းကိုပဲကြောင်းဆောက်ဖို့သာသနာပြုဖို့ပေးလူကြတာကလည်းကြောင်းအဝင်းအပြည့်နေရာလက်မကျအောင်ကြောင်းတွေစောင့်နိုင်ခဲ့ပါတယ်မန္တလေးကခောက်ဆွဲဆိုင်ပိုင်ရှင်ကလည်းဦးစင်းစီးဖို့ဆိုပြီးအကောင်းစားကားတစီပေးလူခဲ့ပါတယ်ဦးစင်းစီမှာရောက်လာသူမန္တမကိုလည်းကျင်းစဉ်ကျင်းဖို့ဝေငါပေးခဲ့ပါတယ်ပေးသူကပေးပြီးကျင်းသူကကျင်းကြံကျင်းကြံပြီးတော့စီးပွားတက်စီးပွားတက်လို့ပေးလူ မုတ်လုံဆက်ကူကတ်တလူမျိုးပါပဲတကကြီးရလို့ပြုံးပြီးတော့မိတ်တော်မူပြီးညှို့ဝေရေးပေးတဲ့ကျင်းစဉ်ကိုကျွန်ုပ်ကူဖို့အတွက်ပေးအပ်ခဲ့ပါတယ်ညှို့ဝေရဲ့ကျင်းစဉ်ကိုတလုံးမကြံဖော်ပြပေးပါမယ်ဥပမာဆိုပြီးတော့ဥပမာပေးခြင်းကတော့ညှို့ဝေရဲ့မူလစာမှာပါရှိခြင်းမရှိပါဘူးကျွန်ုပ်ရဲ့အာဘော်များသာဖြစ်ပါတယ်ကကြီးဒါနတစ်ခုနေ့စဉ်စွဲမြဲစွာပြုလုပ်ပေးရပါမယ်ဒါနတစ်ခုနေ့စဉ်မပြတ်မကွက်စွဲမြဲစွာပြုလုပ်ပေးရပါမယ်ဥပမာရေဒါနကုသို့ ရေချမ်းစဉ်စွန်းဒါနကုတို့ဘုရားယဟန်တန်ဃာများအားလောင်းလူခြင်းခခွေစုတောင်းရမည်ဒါနပြုပြီးတိုင်းမပြတ်မကွက်တခုတည်းသော စုတောင်းကိုပဲစွဲမြဲစွာစုတောင်းရပါမည်ကြားငယ်မေတ္တာပို့အမြပေးဝေရပါမည်နေ့စဉ်ဒါနပြုပြီးတိုင်းနှုတ်ကနေအသံထွက်ပြီးဒီလိုမပြတ်မကွက်မေတ္တာပို့အမြပေးဝေရပါမည်ကျွန်ုပ်ယနေ့ပြုလုပ်ခဲ့သည့်ဥပမာရေဒါနကုတို့စွန်းဒါနကုတို့ဆိုပြီးတော့ထဲဆိုပါကျွန်ုပ်ယနေ့ပြုလုပ်ခဲ့သည့်ကုတို့အား ျွန်တော်ဤကိုဆောင်နံအိမ်ဆောင်နံရွာဆောင်နံမျိုးဆောင်နံနဲ့တကွဤနယ်တွင်တွင်စောက်ရှောက်ကုံသောအစောက်ရှောက်တို့ကို၎င်းကျွန်ုပ်ဤအမိအဖအဘူအဘွားညီအကိုမောင်နှမသားချင်းတို့အား၎င်းကျွန်ုပ်နှင့်ဘဝအဆက်ဆက်တော်ဆက်ဖူးကုံသောမိကြီးဖကြီးဘိုးကြီးဘွားကြီးဆွေကြီးမျိုးကြီးတို့အား၎င်းကျွန်ုပ်နှင့်ပဋ္ဌာန်းဆက်ရှိကြကုန်သောဉာဏ်မမြင်အပ်ပုဂ္ဂိုလ်တတ္တဝါအားလုံးတို့အား၎င်း30တပုံတွင်ရှိသမျှဝေနေရအားလုံးတို့အားအမြပေးဝေပါ၏ ကျွန်ုပ်နဲ့ထတ်တူထက်မြအမြရာကြ၍ဝမ်းမြောက်ဝမ်းသာတာဓုခေါ်နိုင်ကြပါစေလို့အမြ၃ချိန်ဝေပြီးတာဓု၃ချိန်ခေါ်ဆိုရမှာဖြစ်ပါတယ်